အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေပြီးတော့ပြန်ပြီးတော့ဂျူဆိုလိုက်ပါတယ်အမ်ကျွန်တော်အခုပေါ့နော်ဒီမှာဟောကြားပေးသွားမယ့်ဥစ္စာကကိုရီမှာရှိနေတဲ့မကောင်းတဲ့ energy တွေပေါ့နော်ရယ်ကိုရီရဲ့ဒီပေါ့နော်ဒီဒီအခုဒီ video ကိုကြည့်နေတဲ့လူတွေကမကောင်းတဲ့ energy တွေကဘာတွေဖြစ်လဲအဲ့ဒီထဲမှာပါပေါ့နော်ဘလို့အရာတွေကိုကျွန်တော်တို့ကဖယ်ရှားလိုက်မယ်ဆိုရင်ဘဝပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေတရက်ကိုရောက်လာမလဲဆိုတော့ဟောကျွန်တော်ဟောကြားပေးသွားမှာပေါ့အဲ့တော့အခုဟာကကြတော့ဒီမှာကပေါ့နော်ဒီ ီဗီဒီယိုကြည့်နေတဲ့လူတွေလောကစိတ်အေးချမ်းပြီးတော့ကြည်လင်သွားအောင်လို့ကျွန်တော်ကတစ်ချက်ပေါ့နော်ဒီဒီလိုမျိုးလေးကျွန်တော်လုပ်ပေးမယ်အဲ ားဆိုရင်အားလုံးရဲ့ဒီ energy တွေပေါ့နော်အဲ့လိုမျိုးနည်းနည်း clean ဖြစ်သွားပြီဆိုရင်ကျွန်တော်ကအခုအဟောကိုဆက်ပြီးတော့ဟောကြားပေးမှာအဲ့တော့ဒီ video အသေးချာလေးအာရုံစိုက်ပြီးတော့ကျွန်တော်အတန်ဝင် focus လုပ်ပြီးတော့နားထောင်ဖို့လိုအပ်တယ်ပေါ့နော်အဲဘာလို့လဲဆိုတော့ဒီကအသေးချာပြောရရင်အရေးကြီးကန်းနေပြောမှာဗျာတည်တာဒီနည်းနည်း rubber ဆန်ဝါးမှာလည်းကြောက်ကလေးတွေမှာဟုတ်ပြီအရေးကြီးကန်းနေကျွန်တော်တို့ပြောကြမယ်ဒီမှာ taro ပေါ့နော်ကျွန်တော်တို့ဒီမှာကစားကြမယ်ပေါ့ဗျာ taro နဲ့ ခင်ဗျားတို့ရဲ့ကံကြမ္မာဘာရှိနေလဲဆိုတော့ကျွန်တော်တို့ကအဖြေရှာကြမယ်။ဟုတ်ကဲ့ဒီဘေလိအဖြေညှိတယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကတစ်ချက်ဒီမှာကြည့်ရမှာပေါ့နော်။အဲ့တော့အားလုံးပဲဒေချာအာယုံစိုက်တာပါကျွန်တော်နောက်ထပ်လေးတဲ့မျိုးနဲ့ပြောပါရစေ။ Okay ဟုတ်ပြီအဲ့ဆိုရင်ဒီမှာစပြီပေါ့နော်ကျွန်တော်။ဟုတ်ပြီ။အဲ့တော့ကျွန်တော်တို့ကဘာလောက်ကမလဲဆိုရင်ပထမဆုံးချက်နေတယ်ဒီမှာပေါ့နော်။ဒီကတ်၃ကတ်ရှိမြဲဗျာ။အဲ့ဒီကတ်၃ကတ်ကိုအခုကြည့်နေတဲ့လူကရောကတ်၃ကတ်ဆိုရတဲ့၄ကတ်ရွေးခိုင်းရမယ်ကြာလို့ လေးကအဲ့လေးကကိုဗျာတေချာကြည့်အာယုံစိုက်ပြီးတော့ကြည့်ပေါ့နော်အဲ့လိုကြည့်ပြီးတဲ့ခါကျရင်ဘာလို့ကောင်းလဲဆိုတော့ခင်ဗျားတို့ပေါ့နော်ဒီအဲ့ဒီလေးကထဲကတကက်ကိုပဲယူရမှာအများကြီးသွားယူလို့မရအောင်အများကြီးသွားယူလိုက်ရင်ကျွန်တော်လည်းအများကြီးခိုးနေရလိမ့်မယ်အဲ့တော့အာဟိုပေါ့နော်ဒီတယောက်ကတကက်ပဲလို့ပဲပေါ့နော်ဒီအခုဟောမှာကျတော့တယောက်ကိုတကက်ယူပါအဲ့တော့ဒီမှာပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်ဒီနံပါတ်စင်လေးခေါ်ပေးလိုက်ပါပေါ့နော်ဒီ add နဲ့ရအောင်ဒီမှာပါလာလိမ့်မယ်1 2 3 4ဆိုပြီးတော့ကျွန်တော် နံပါတ်စင်လေးခေါ်ပေးလိုက်ပါပြီအဲ့လိုခေါ်ပေးလိုက်တဲ့အခါမှာပထမဦးဆုံးပေါ့နော်ဟိုအသက်ပြင်းပြင်းလေးရှူပြီးတော့တေချာအာယုံစိုက်ရွေးဖို့ကျွန်တော်နောက်တစ်ခေါက်ထပ်ပြီးတတိပေးတယ်ပေါ့နော်โอเคအဲ့ဆိုရင်အခုကျွန်တော်ဒီမှာပထမဦးဆုံးဒီအနေနဲ့ရှေ့ဆုံးကဒီကတ်ကိုကျွန်တော်စပြီးတော့ပြောမယ်ပေါ့နော်ပြောပြီးသွားရင်ဒီကတ်နဲ့ပတ်သက်တဲ့နောက်ထပ်ဗီဒီယိုတွေမှာဒီကတ်နဲ့ပတ်သက်ပြီးတော့အခြေအဟောတွေကိုထပ်ပြီးတော့နားထောင်လို့ရပါဘူးเนาะအဲ့တော့ဒီ content ကဒီ video ကအားလုံးပေါင်း၄ပုတ်ဖြစ်မယ်ပေါ့เนาะအခုဒီတစ်ပုတ်ရယ်အမ်နောက်ထပ် နောက်ထပ်ပေါ့နော်လေးပုတ်တောင်မကောက်ဘူးဒီတပုတ်ရယ်နောက်ထပ်လေးပုတ်ရယ်ဆိုတော့အလုံးပေါင်းဗီဒီယို၅ပုတ်ဖြစ်မယ်ပေါ့နော်အဲ့တော့သေချာလေးအာရုံစိုက်ပြီးတော့လိုက်ကြည့်ဖို့လိုနေမှာပေါ့နော်အဲ့တော့အဲ့ဟာနောက်မှလည်းအဟောတွေကဒီ energy healing နဲ့ပတ်သက်တဲ့အဟောတွေဖြစ်တဲ့အတွက်ဒီဗီဒီယိုနားထောင်တဲ့အခါကျရင်ကျွန်တော်တို့ဒီဘလိုပဲပေါ့နော်လူတွေရှုပ်ထွေးပြီးစူညံနေတဲ့အနေအထားမဟုတ်ဘူးပေါ့နော်ကိုတီတီငင်ငင်နဲ့နောက်ဆုံး headphone လေးတက်ပြီးရောပေါ့နော်တေချာကျွန်တော်ရဲ့အတန်အောင်ပဲအာရုံစိုက်ပြီးနားထောင်ပြေးပါအဲ့တော့မှအဲကျွန်တော်ရဲ့ဒီ healing လုပ်တဲ့ ဒီပြောရရင်ဒီ hall လေးပေါ့နော် reading လေးကလည်းပို့ပြီးတော့လိုချင်တဲ့နေရာရောက်မယ်ပေါ့နော်ဟုတ်ပြီထားပါတော့အဲ့ဆိုနံပါတ်1ကတ်ကိုကျွန်တော်ကြည့်လိုက်ပါပေါ့နော်အမ်နံပါတ်1ကတ်မှာကဒီမှာကပါလဲဆိုတော့ nice ones လို့ပြောတယ်ဒီပြောရရင် shape shifter ပေါ့နော် shape shifter ပေါ့ဒီကတ်2မျိုးကဒီမှာနှမျိုးပေါင်းထားတဲ့ကတ်ဆိုတော့ဒီမှာအဲ့နှမျိုးကိုတွေ့ရပါဘောနော်အဲ့တော့ဟုတ်ပြီဒါကဘာဖို့ပြရဆိုတော့ဘောနော်ကိုက တချို့အရာတွေကရှာဖွေခြင်းနဲ့စူးစမ်းခြင်းနဲ့လူတယောက်ဖြစ်တယ်ဆိုတဲ့ဟာကိုဒီကကဖော်ပြသွားတယ်ဒါပေမဲ့ကိုရှာဖွေစူးစမ်းနဲ့ရှာတွေးခဲ့တဲ့အရာတွေကလည်းတစ်ခါကလေးမှာထင်မှားတာတွေဖြစ်လာသလိုအဲ့ဘဝအပြောင်းလဲနဲ့ပတ်သက်ရင်ဒီကကိုရွေးထားတဲ့လူတွေအရန်မြန်ဆန်နေတတ်တယ်အာမကြောက်ရင်ခကြီးတစ်ခုသွားဖို့ရှိနိုင်တယ်ဆိုတဲ့အတိတ်ဝယ်မျိုးလည်းဒီကထဲမှာရောပြုံးပါဝင်နေတယ်ပေါ့နော်အဲ့မှာပြောရရင်နောက်တစ်ခုကပါဆိုဒီကမှာက ကိုကပေါ့နော်တီတီငင်ငင်နေရင်စိတ်ကတော့ပေါက်နေပြီဒါပေမဲ့တီတီငင်ငင်နေလို့မရသေးဘူးဆိုတဲ့အနေထားတစ်ရက်ကိုလည်းပေါ်ပြရတယ်အဲ့တော့အဲ့လိုမျိုးဖြစ်နေတဲ့အနေထားတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဆက်ပြီးတော့အာဖြစ်ရှင်းရမလဲဆိုတဲ့အဥ္စာကိုဒီကနေ့ပတ်သက်တဲ့အဟောပေါ့နော်ဒီပြောရရင်ဒီ Nice of Ones နဲ့ပတ်သက်တဲ့နောက်ထပ်ဗီဒီယိုတစ်ခုမှာအဲ့ခေါင်းစဉ်နဲ့ဗီဒီယိုတစ်ခုကျွန်တော်လုပ်ပေးမယ်အဲ့မှာထပ်ပြီးတော့ကတ်တွေချပြီးတော့ထပ်ဟောပေးမယ်ပေါ့နော်အဲ့မှာတစ်ချက်ကြည့်ပါဟုတ်ပြီအဲ့ဆိုဒီကတ်ကပြီးသွားပြီအဲ့တော့ နံပါတ်2ကိုက်ရဲ့အကြမ်းမြင်သဘောနဲ့အာလိုအပ်ချက်လေးတွေကိုကျွန်တော်ပြောမယ်ပြီးွားရင်ပေါ့နော်နောက်ထပ်ဗီဒီယိုတွေမှာဒီနံပါတ်2နဲ့ပတ်သက်တဲ့ဟောတွေ့မှာပေါ့နော်โอเคအဲ့ဆိုဒီမှာ nice of amber ဆိုတော့ nice of one ပေါ့နော် nice of one ဒါမှမဟုတ် nice of amber ဆိုတဲ့ကတ်ကိုတွေ့တယ်ဒီကတ်ကကြောက်ဘာလို့ဆိုလိုတာဆိုတော့ကိုကအာလောက်ချင်တာအများနေပေါ့နော်ကိုစိတ်ထဲမှာဖြစ်ချင်တဲ့ကိုယ့်ရဲ့ဆန္ဒတွေဖြစ်ချင်စိတ်တွေကအများများနေဒါပေမဲ့အဲ့ဖြစ်ချင်စိတ်တွေများနေတဲ့နောက်မှာပါပါရှိလဲဆိုတော့ကိုက ကိုဘယ်လိုသွားလို့သွားမှန်းမသိဘူးလမ်းပြောင်နေတဲ့အနေအထားတစ်ခုပေါ့နော်ကိုခက်ခဲနေတဲ့အခြေအနေတရက်ကိုလည်းလက်ရှိမှာပေါ်ပြရတယ်ပေါ့နော်အဲ့တော့အဲ့ခက်ခဲကြက်တဲပြီးတော့လမ်းမရှိတဲ့အနေအထားနေပြီးတော့လွတ်မြောက်သွားအောင်အဲထွက်သွားနိုင်တဲ့အနေအထားတစ်ခုอ่ะပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်အဲ့ဟာကိုလည်းကိုရီးယားတစ်ချက်ပြန်ပြီးတော့ဒီမှာကြည့်ရမယ်ပေါ့နော်အဲ့ဟာနဲ့ပတ်သက်ရင်လည်းဒီနံပါတ်1ဒီအဲ9 so ones ပေါ့နော်9 so ones ဆိုရယ်ဒီကတ်နဲ့ပတ်သက်တဲ့အဲဗီဒီယိုမှာဒီဟာကိုကျွန်တော်တရားလေးဟောပေးမယ်လက်ရှိမှာတော့လမ်းပြောင်နေတဲ့ အခြေအနေတရက်ကိုတွေ့တယ်ဗောနော်โอเคအဲ့ဆိုရင်တော့နောက်နံပါတ်3တော့ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်နံပါတ်3နံပါတ်3ဒီကတ်ကိုရွေးထားတဲ့လူတွေတော့ဗောနော်โอเคအဲ့ဆိုကျွန်တော်လမ်းမယ်နော်ဟုတ်ပြီဗျဒီနံပါတ်3ကိုရွေးထားတဲ့လူတွေကတော့တော်တော်လေးကောင်းတဲ့အနေထားတစ်ခုလို့ပြောလို့ရတယ်ဗောနော်အာဒါပေမဲ့အာဝေးกว่าတော့အနာကတ်ကိုသူကဖော်ပြရဲဝေးกว่าတော့အနာကတ်မှာမိသားစုဘဝအဆင်ပြေမှုကျမ်းမာမှုချမ်းသာမှုအဲ့ဒါတွေကိုဖော်ပြနေရဲကတ်ဆိုတော့ဒီလူတွေကတော့ healing လုပ်เสียလို့မလို့ကတော့ဒီလက်ရှိမှာတော့မလို့သေးဘူးဒီ cut ထဲမှာပါတဲ့ပုံစံရဆိုရင်သူတို့ကနောက်ပိုင်းမှာခိုင်မာတဲ့နာကဖြစ်ဖို့လက်ရှိမှာတချို့အရာပြီးဆက်နေရတဲ့အနေအထားတွေလည်းရှိမယ်ဒါပေမဲ့ကိုယ့်ဘက်ကကိုလိုချင်တဲ့အတိုင်းတာကိုဖြစ်ချင်တဲ့အနေအထားတွေရောက်လာဖို့ဆိုတာကိုယ်ဒီကိုယ်တိုင်မှာကအာယုံကြည်မှုပေါ့နော်လိုလက်လိုလက်လိုအပ်တဲ့ယုံကြည်မှုရှိနေရမယ်ခိုင်မာတဲ့အဲ့လိုမျိုးယုံကြည်မှုပေါ့နော်ခိုင်မာတဲ့ ယုံကြည်မှုလို့ပြောလို့ရတယ်။ဘာလို့ဆိုတော့ tensor particle ဖြစ်လို့ပါ။အဲအဲ့လိုပြီးပြည့်စုံတဲ့ယုံကြည်မှုရှိနေမယ်ဆိုရင်ပြီးပြည့်စုံတဲ့ဘဝကိုရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြရတဲ့ဒီကပ်ပါ။ဒါပေမဲ့ဒီကပ်နဲ့ပတ်သက်တဲ့အာနောက်ထပ်ဗီဒီယိုမှာလည်းကျွန်တော်အသေးချာလေးဒီထဲမှာပေါ့နော်လိုအပ်တဲ့ဘာအသေးစိတ်အဲ့လိုမျိုး healing လုပ်เสียတာဘာရှိလဲဆိုတဲ့ဟာတကူကိုကျွန်တော်ထပ်ပြီးတော့ဟောကြားပေးမယ်။ Okay ဟုတ်ပြီ။အဲ့ဆိုနံပါတ်နံပါတ်၄ကိုကျွန်တော်တစ်ချက်ကြည့်ပြပေါ့နော်နံပါတ်၄ကကြတော့ဒီမှာအမ် ဘာကလေးဖြစ်မလဲကျွန်တော်စိတ်ဝင်စားစွာနည်းလှုပ်စိတ်လှုပ်ရှားစွာနည်းကျွန်တော်ဒါကိုလှန်ကြည့်လိုက်အောင်เนาะโอเคဟာဒါဘာလဲဆိုအရန်မိုက်တဲ့ကတ်ပေါ့เนาะ3 shot 1ပေါ့เนาะအရန်မိုက်တဲ့ကတ်လို့ဘာလို့ပြောလဲဆိုတော့ဒါဟိုပေါ့เนาะပို့ပြီးတော့ကို့မှာအရှိန်တစ်ခုရလာတာပေါ့เนาะကောင်းတဲ့အရာပဲဖြစ်စေဆိုးတဲ့အရာပဲဖြစ်စေကို့မှာအရှိန်တစ်ခုရလာတယ်အမ်တယောက်ယောက်ရဲ့အဲ့လိုမျိုးပေါ့เนาะကို့လာပြီးတော့ဘယ်လိုပြောမလဲဖိတ်ခေါ်ခြင်းကိုခံရတဲ့ကတ်ဖြစ်တယ်အမ်ပြီးွားရင်ကို့ရဲ့ ဟိုပေါ့နော်ကိုစိုက်ပြိုးထားတဲ့အရာတွေအတွက်အကျိုးမြတ်ကိုအာရှေ့ခွင်လန်းကိုပေါ့နော်ကြိုတင်စမြင်လာတဲ့ကတ်ကတ်လို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ပြောရရင်ဒီမှာဒီကတ်အရာဆိုရင်တော့ကိုယ့်ရဲ့ spiritual ရဲ့အာ ancestor တွေအဲ့လိုမျိုးကိုယ့်ရဲ့ guardian တွေ spiritual guardian တွေရဲ့ခေါ်ဆောင်ရာသူတို့ရဲ့လမ်းညွှန်ရာကိုကိုကအာရှောက်လန်းရမယ်ဆိုတဲ့အနေအထားတရကိုပြတယ်ပေါ့နော်ဒီကတ်နဲ့ပတ်သက်ရတဲ့ healing လို့ဟုတ်လို့မလားဒါမှမဟုတ်ရင်ဘာတွေစောင်းရံရှောင်းရံရှိမလဲဆိုတော့ကျွန်တော် နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့ကျွန်တော်ရှင်းပြလိုက်မယ်ပေါ့နော်အဲ့တော့ပြောရရင်ဒီဗီဒီယိုကဒီတက္ကစီတော့ကျွန်တော်ဗီဒီယိုဘယ်နှခုလုံးလဲ၄ခုနောက်ထပ်၄ခုထွက်ရအောင်ပေါ့နော်ဒါကြတော့ကျွန်တော်တို့ဒီပတ်1ကတော့ဒီ intro ဒီပတ်1 intro အတွက်ဥစ္စာကတော့ကျွန်တော်ဒီလောက်နဲ့ပဲကျွန်တော်ပြီးပါပြီအဲ့တော့အမ်ဒီဗီဒီယိုကိုစိတ်ဝင်စားရတယ်ဆိုရင်ကျွန်တော် like and subscribe ဒါမှမဟုတ် Facebook မှာဆိုလဲ share လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့အမ်ပြီးတော့အခုလိုမျိုးပေါ့နော်ဒီကျွန်တော်ရဲ့ဗီဒီယိုတွေစောင့်မျှော်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် မင်္ဂလာရှိသောနေ့ပါနမိတ်ကောင်းတွေတည်ပါစေဗျ